အားလုံးပဲမင်္ဂလာပါရှင်။မြန်မာအော်ဒီယိုဘွတ်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမှာကတော့ပိုင်ရှင်ရှိလေရှင်းကိုချစ်တယ်ဆိုရဲအချစ်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေစဉ်ဇလန်အစ်တွေကို တင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ရှင်။ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြရအောင်။ကျမရှင့်ကိုကြိုက်တယ် ငါမှမိမရှိရဲ့လေယောက်ျားကလက်မဝတ်ထားတယ်လဲဆိုကိုပုတ်တက်ရင်းနဲ့ပြန်ပြောလိုက်တယ်ကျမဒါရီကိုဂရုမစိုက်ဘူးရှင်းစိတ်ကိုပဲကျမသိစင်တယ်ရှင်ကျမကိုကြိုက်လားဒီဖေကိုကြိုတွေးမိစားမှာပါယောက်ျားကခေါင်းမော်ပြီးကောင်မလေးကိုတေချာကြည့်လိုက်တယ်မိန်းကလေးကအသက်20နှစ်ငယ်ရွယ်နှုတ်ပြောတယ်အရွယ်ကောင်းတဲ့အသက်အရွယ်ပါ အသားအေးလည်းဖြူစွတ်တယ်ဖြက်လက်တန်ဆွမ်းနေအယောင်တောက်ပြီးဆွဲဆောင်မှုရှိတဲ့မျက်ဝန်းတစ်စုံကိုလည်းပိုင်ဆိုင်ထားတဲ့မိန်းကလေးတယောက်ပါပဲဒါမိမဲတကယ်လို့ရှင်နဲ့ကျမကိုသဘောကျတယ်ဆိုရင်ကျမရှင်နဲ့ချစ်သူဖြစ်ချင်တယ်စိတ်မရှိတဲ့အဆုံးမှာကောင်မလေးကဒီစကားကိုထပ်ပြောလိုက်တယ်ငါမိမအောင်ငါချစ်တယ် ယောက်ျားကပြပြတတ်တာနဲ့ပြန်ဖြေလိုက်တယ်။ရှင်ရှင်တို့ကိုချစ်တယ်။သူ့ကိုဘလို့ချစ်တာလဲ။အခုလက်ရှိသူ့တက်ရွယ်ကအိုးနေပြီ။အရင်လိုကြည့်မကောင်းတော့ဘူးမလား။အဲအကြောင့်ကော်မတီကပါတီပွဲကိုရှင်တကားမှမခေါ်လာရဲရမလား။ကာမာလေးကဆက်ပြောသွားခြင်းနဲ့ဒါပေမဲ့ယောက်ျားရဲ့အေးဆက်ဆက်အကြည့်တွေကြောင့်စကားကိုရက်တန်လိုက်တယ်။ နှစ်ယောက်စလုံးအနှဲငယ်နှုတ်ဆက်သွားကြတယ်။မင်းကောင်ဘာတွေသဘောကျရလဲ။ယောက်ျားကမေးလိုက်တယ်။တင်းကျက်တယ်၊တင်းငိမ့်တယ်။အဖြူမွေတွေကယောက်ျားပေသားတယ်။ဂယုလည်းစိုက်တတ်တယ်။အများကြီးရှိသေးတယ်။ဘလို့ပဲဖြစ်ဖြစ်စမတွေးခဲ့ဖို့ရယောက်ျားရင်းနဲ့မတူဘူး။ရှင်ကထူးကြတယ်။ယောက်ျားကဆက်လက်မိညင်ရင်းနဲ့မိလိုက်တယ်။ လွန်ခဲ့တဲ့၃နှစ်တုန်းကငါဘလို့ပုံစံလဲဆိုတာကိုမင်းသိလားကျွန်မသိဘူးဒါပေမဲ့ကျွန်မခရူးမဆိုင်ဘူးရှင်ထောင်ကြဘူးလေအရေးမကြီးဘူးလွန်ခဲ့တဲ့၃နှစ်ကငါလည်းမင်းတွေ့ခဲ့ဘူးတဲ့ယောက်ျားတွေလိုပါပဲတာမလေးကိုခရူးမဆိုင်ဖဲယောက်ျားကဆက်ပြောတယ်တာမန်တက်ကတော့ဘွဲရအလုံးလောက်တာအဆင်မပြေဘူး တနေ့ကောင်အရက်တွေတော့ဒေါသတွေခဏခဏထွက်ကိုချစ်သူကိုလည်းခေယူးဆိုင်ချဲမှစိုက်တယ်။ဒါဆိုဘလို့ပြောင်းနေသွားတာလဲ။ကာမလီကစိတ်ဝင်စားသွားတယ်။ဘဲရွာကဒီအောင်ကြားကိုပြောင်းလဲသွားစေရလေဆိုတာကိုသူသိစင်မိလာတယ်။သူ့ဆောင်လား။အင်း။သူကအမြဲတမ်းကားကိစ္စတိုင်းကို အတွင်းကြကြသိထားတဲ့အတိုင်းပဲ။ ငါ့ကိုအများကြီးတင်ပြပေးခဲ့တယ်။အရှုံးမြက်ကိုတိတ်လေးမထားဖို့မျက်စိရှိကပြက်တနာကိုအယံအလီမထားဖို့လူတွေကိုကောင်းကောင်းဆက်ဆံတတ်ဖို့ငါ့ကိုတင်ပေးတယ်။အဲဒီအချိန်တုန်းကငါကသူ့ရှိမှဆိုဘာမှနားမလဲမသိတတ်သေးတဲ့ခလေးလေးတယောက်လိုပဲ။ပြောရင်အဲဒီအချိန်တုန်းကမင်းငါ့ကိုမြင်တယ်လို့မျိုးနဲ့တိတ်မကွာဘူးလို့ပြောရမယ်။အဲဒီတော့ကတော်တော်ထိုးစမ်းတာက စိတ်ဆက်ကောင်းပါတဲ့တင်ကောင်းကို तू ပြောတာပဲနားထောင်နေ तू ပြောတဲ့အတိုင်းအဖြစ်မှန်ကိုလက်ခံနိုင်နေတယ်ကိုကိုကိုအတော့မကြတာကိုသိတော့အလောက်ကိုကျွတ်ကျွတ်ဆဆနဲ့လှုပ်ခဲ့တယ်အဲဒီနေ့နှစ်ကောင်မှာ အလောက်ကနင်းနေအစဉ်ပြေးလာခဲ့ငါ့ကိုလည်းလက်ထလိုက်ကြတယ်လေဆယ်လေးပြချွေရင်းနဲ့ယောက်ျားကဆက်ပြောတယ်အဲဒီအချိန်မီတော့ကတော်တော်ဒုက္ခရောက်ခဲ့တာ နှစ်ယောက်ကိုဂရင်းတလုံးနှင်းနဲ့အိတ်ခဲရတယ်။အိမ်ကပစ္စည်းဆိုတာနေလိုက်တာမှတနာဖို့တော့ကောင်းတယ်။ပြီးတော့မင်္ဂလာဆောင်ပြီးတနှစ်ကြာမှငါတို့ကိုပထမဆုံးစိန်လက်စုပ်တကွယ်ဝယ်ပေးနိုင်ခဲ့တာ။နေဝဲကျော်တော့ပတ်စံဆုလိုက်ရတယ်လေ။ဒါတော့သူမသိအောင်ခိုးဆူရတာ။သူသိရင်ပေးဝယ်မှာမဟုတ်ဘူး။အဲဒီတော့ကလည်းစိတ်လေးအရင်ကြောင့်ကျမကြီးကလည်းစိုးလာသေးတယ်။ ဆောင်းလင်းဘက်ကြီးမှာလေညမအိမ်ပဲငါအတွက် သူ့ဆွပြုတ်တွေလုတ်ပေးခဲ့တယ်။အဲဒီအရသာမျိုးကို သူ့ပဲလုတ်တတ်မယ်ထင်တယ်။ယောက်ျားကအရင်ကအကြောင်းတွေကိုပြောရင်အချိန်ကိုတတိမထားလိုက်မိဘူး။အတိတ်ကအကြောင်းတွေကို မနာရန်ပြောနေမိတယ်။မိန်းကလေးကလည်းစကားဖြတ်ချင်မုံမရဘူး။ပြောသမျှကိုညင်ပြီးတော့နားထောင်နေတယ်။ယောက်ျားကနာရီကိုတတိထားမိတဲ့အချိန်မှာညစင်နာရီထုံနေပြီ။ ဟာကြောင်းမှန်ပါတယ်ဗျာဒီလောက်မိုးချုပ်သွားတာကိုတတိမထားလိုက်မိဘူးယောက်ျားကအာနန္ဒာနဲ့ပြုံးလိုက်တယ်အခုမင်းနားနေနိုင်ပြီလားသူ့အပေါ်တစ္ဆာဖောက်တယ်လို့ရမျိုးငါလုံးဖို့မဖြစ်နိုင်ဘူးလုံးမှလည်းမဟုတ်ပါဘူးသိပါပြီဒီလိုလူတယောက်ကိုအရှုံးပေးလိုက်ရတာစမချင်နေပါတယ်မင်းကလေးကလက်လျှော့လိုက်တဲ့ပုံစံနဲ့ခေါင်းခါရင်းနဲ့ပြောလိုက်တယ် ကျွန်မလည်းသူ့လိုအရွယ်ရောက်ရင်သူ့ထက်ပိုသားမှာပါ။အင်းပေါ့။အဲ့ဒါဆိုရင်ဒီထက်ကောင်းတဲ့ယောက်ျားမျိုးကိုရှာတွေ့မှာပေါ့။မဟုတ်ဘူးလား။အရန်မိုးချုပ်နေပြီ။ငါလိုက်ပို့ပေးမယ်။မင်းကလေးကိုလိုက်ပို့ပေးဖို့သူ့ထားလိုက်တယ်။ရပါတယ်။ကျွန်မဘာသာပြန်ပြန်လိုက်ပါမယ်။ကာမလေးကလက်ဟန်ပြပြီးတော့ပြန်သွားတော့လေသူစိတ်ပူနေလိမ့်မယ်။အေးလို့ဆက်ပြောလိုက်တယ်။ ယောက်ျားကတစ်ချက်ပြုံးပြီးတော့လှည့်ထွက်လာခဲ့တယ်။သူကလှလား။အင်းအရင်လှတယ်။ညမောင်ထဲမှာယောက်ျားရဲ့အရေးရောင်တွေတစ်ဖြည်းဖြည်းပြကွယ်သွားခဲ့တယ်။မိန်းကလေးတယောက်ရဲ့ဇပွဲဝိုင်းမှာစံရစ်ခဲ့တယ်။ယောက်ျားကအိမ်ပြန်ရောက်တော့စကားဖွင့်ပြီးတော့အိတ်ခန်းစီကိုတန်းသွားလိုက်တယ်။မီးဖွင့်လိုက်တယ်။ကရင်နာကိုရှောက်သွားပြီးတော့ထိုင်လိုက်တယ်။ မိမကြီးဂျားလေးယောက်မြောက်ရှိပြီဘာဖြစ်လို့ငါ့ကိုဒီလောက်ကောင်းအောင်လုပ်ပေးခဲ့တာလဲအခုငါ့ကိုစိုက်နေတဲ့သူတွေအများကြီးရှိနေပြီတော်ကြာငါစိတ်ပြောင်းသွားနိုင်တယ်နော်ဘာဖြစ်လို့ငါ့ကိုဒီလောက်ကောင်းအောင်လုပ်ပေးပြီးတော့တယောက်တည်းအရင်ထွက်သွားရတာလေငါတယောက်တည်းကြံနေခဲ့တာအရန်ကိုအထီးကြံနေပြီကွာတော်မြရေကိုမြို့သိရင်နဲ့ပျော်နေတယ် ဒါပေမဲ့နောက်ဆုံးတော့မျက်ယူတွေကိုမထိနိုင်မင်းနဲ့စီးကြလာတယ်။တစ်ဆက်ပြီးတစ်ဆက်ပါပြင်မောကစီးကြလာပြီးလက်ထဲမှာကင်ထားတဲ့ဓာတ်ပုံပေါင်းမောကိုချသွားခဲ့တယ်။အလင်းရောင်မပြေဝတဲ့မီးရောင်အောင်မှာဓာတ်ပုံထဲမှာဆုံးသွားတဲ့အမျိုးသမီးရဲ့ရှင်တော်မှုတွေပြန့်နှံ့နေခဲ့တယ်။